မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ဘက်ကစစ်သားအယောက်80ဝန်းကျင်တိုက်ဆုံခဲ့တဲ့ခင်ဦးတိုက်ပွဲကနေတိုက်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းများကိုတော်လိုင်းရဲဘော်များထံကို ကွန်ပျူချင်းမြလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ2ရက်နေ့မှာခင်ဦးမြို့နယ်မြို့နယ်ပကဖကတိုက်ပွဲအတွင်းမှာတင်းစီရမိခဲ့တဲ့စစ်လက်နက်များတဲ့က MA1 တနက်10လက်နဲ့ G3 တနက်4လက်အပါအဝင်စုစုပေါင်းတနက်14လက်ကိုတိုက်နယ်ပကဖများနဲ့ UG ပကဖများကိုအတိအမှတ်ပြုကွန်ပျူချင်းမြပေးအပ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာရခဲ့တဲ့လက်နက်ခဲရန်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ခင်ဦးမြို့နယ်ပကဖသတင်းနဲ့ပြန်ကြားရေးကရှင်းပြထားပါတယ်။ နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာခင်ဦးမြို့နယ်မုံလကျေးရွာအတွင်း၄ရက်ကြာယာယီတပ်ဆွဲအထိုင်ချထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ဟာပြင်းထောင်ပြူစောတိကျေးရွာကိုအင်အား180ခန်းနဲ့ထွက်လာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာစစ်ခွေးစစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်သားအယောက်80ဝန်းကျင်သေဆုံးကလက်နက်29လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ တော်လိုင်းရဲဘော်များထံကိုဆက်လက်နဲ့ပစ္စည်းများပေးအပ်ပွဲကိုမြို့နယ်ပကဖတာဝန်ခံပကဖဒူတာဝန်ခံအင်အားစုဖွဲ့လေ့ကျင့်ရေးတာဝန်ခံဆက်လက်နဲ့တာဝန်ခံကုခေတာဝန်ခံဆက်သွယ်ရေးတာဝန်ခံတရင်းတာဝန်ခံပကဖဗန္ဒာရေးပကဖရုံးဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့ကအသီးသီးဂုံပြူချင်းမြက်ပေးအပ်ပြီးတော့တိုင်းနယ်တင်းနဲ့345ပကဖခေါင်းဆောင်ဒူခေါင်းဆောင်နဲ့အဖွဲ့များ UG ပကဖခေါင်းဆောင်နဲ့အဖွဲ့များတပ်ဆိုင်ရာပကဖရဲဘော်များက အသီးသီးလက်ခံရယူခဲ့ကြတယ်လို့သိရပါတယ် ခင်ဦးမြုံနယ်အတွင်းတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုန်းခဲ့တဲ့စစ်ခွေးစစ်ကြောင်းဟာကံမလူမြို့နယ်ကနေပြူဟာ၃၃နှစ်ခမရ၁၃လုံးကံမလူပြူစောတိများနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပြီးတော့အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုအမတ်နှစ်ရွှေဘိုခရိုင်အမတ်၃တက်ရင်ခင်ဦးမြုံနယ်ဘက်ကပါတိုင်းနယ်၁နဲ့၃၄၅ဘက်ကပါများခင်ဦးမြုံနယ်ပလာဖာပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြုံနယ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြန်မာထိုင်းနယ်စပ်ကတိုက်ပွဲတွေဟာထိုင်းနိုင်ငံဘက်အချမ်းအိုဘာထိခိုက်တက်ရောက်မှုတွေရှိလာတာကြောင့်ထိုင်းနယ်စပ်ကကြောင်းတကြောင်းကိုပိတ်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထဲမှာအာနာသိန်းစစ်ခွေးတပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ် KNL တို့ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေရတာကနေထိုင်းပိုင်နယ်နယ်စပ် area နားမှာလက်နက်ကြီးကြီးတွေဟာလမ်းလွဲပြီးတော့ချက်ရောက်တာကြီးစံတွေထိမှန်တာတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကောင်က တက်ပြင်းနဲ့မဲဆောက်ခရိုင်မှာလက်နက်ကြီးကြီးစံ၅ခုကြက်ရောက်ပောက်ခွဲခဲ့တဲ့ဖြစ်စဉ်အပြီးမှာတော့လုံခြုံရေးအရစိတ်မချရတဲ့ကြောင်းတကြောင်းကိုထိုင်းနိုင်ငံဘက်ကယာယီပိတ်ထားဖို့ညွှန်ကြားခဲ့ရတယ်လို့ထိုင်းရဲ့နေကြားဆောင်နာရူဆောင်တပ်ဖွဲ့ကအကြီးအကဲဗိုလ်ချုပ်မိုက်ထရီချွန်ပရီချာကပြောဆိုလိုက်ပါတယ်ပြီးခဲ့တဲ့သတင်းဘက်ကဆက်ပြီးတော့အာနာသိန်းစစ်ခွေးတက်ဟာ အင်းအားအလုံးရင်းကိုအသုံးပြုပြီးတော့မြောက်ရီမြို့နယ်တဲကမဲလပန်ကြီးရွာစီကိုခြေတက်ဖို့စ조사နေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အဲ့ဒီရွာဟာထိုင်းရဲ့မဲကိုကင်းကြီးရွာနဲ့တောင်ရင်းမြစ်ချာပြီးတည်ရှိနေတာပဲဖြစ်ပါတယ်။မြန်မာဘက်ကတိုက်ပွဲတွေကြောင့်မဲကိုကင်းရွာတဲကိုလက်နက်ကြီးအစအနတွေကြီးစံနေကြောက်ရောက်ခဲ့ပြီးတော့အိမ်ချောင်းလုံးဟာလည်းအပြည့်အစည်တွေဖြစ်ခဲ့ပေမဲ့ထိခိုက်သေးချေတာတော့မရှိခဲ့ဘူးလို့ပြောပါတယ်။ထိုင်းအာဏာပိုင်တွေကလုံခြုံရေးစိတ်မချရတာကြောင့်နေဆက်နဲ့မီတာရာခနဲ့တော့အကွာမှရှိတယ်။မဲကိုကင်းရွာချောင်းကို ဒီဇင်ဘာလ10ရက်နေ့ကစပြီးတော့အချင်းအကန့်အသတ်မရှိပိတ်ထားဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်အဲ့ဒီပဋိပက္ခတွေဟာထိုင်းပိုင်နဲ့တဲကိုကူးဆက်မလန်စေဖို့အတွက်ထိုင်းစစ်တပ်ကနေဆက်တလျှောက်ကိုလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်ဘယ်အစိုးရပဲတက်တက်အစိုးရတက်တက်လာပြီးဒီနေ့တက်နောက်နေ့ပြုတ်ကြမှာဖြစ်တယ်လို့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မှာပသိမ်မြို့မှာပြုတ်တဲ့ကျန်းဖို့ပါတီရဲ့မဲဆွဲစည်းရုံးပွဲမှာကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှာစစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကိုသာမဲပေးရမှာဖြစ်ကြောင်းစစ်တပ်နဲ့အဆင်မပြေတဲ့အစိုးရတက်မှာ တက်လာပြီးနောက်တနေ့မှာပြုတ်ကျသွားမှာဖြစ်ကြောင်းဒါကြောင့်စစ်တပ်နဲ့အစင်ပြေတဲ့ပါတီကိုဆန်ထားပြီးတော့ရွေးချယ်ရမှာဖြစ်ကြောင်းကြက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်အစိုးရတက်ကတမတော်နဲ့ကြောချင်းကက်ရင်ချင်းအပ်မဆောင်ရွက်နိုင်မှုဆိုရင်သိကြတယ်ဒီအစိုးရတက်ကနောက်နေ့ပြုတ်ကျမှာပဲဒါကိုဆန်ထားပြီးတော့ရွေးရမယ်တိုင်းပြည်ပြန်လဲထူထောင်ရေးမှာအတွေ့အကြုံရှိတဲ့အဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးဖြစ်ဖို့အရေးကြီးတယ် ထူထောင်နိုင်တဲ့စွမ်းရည်ရှိတဲ့လူမျိုးလုံဖူးကင်ဖူးတဲ့လူမျိုးတွေလိုတယ်လို့ကျန်းဖို့ခင်ကြီးကပြောဆိုလိုက်ပါတယ်စစ်ခွေးတက်ကရွေးကောက်ပွဲပြုလို့ရန်အချိန်နီးကလာတာနဲ့အများစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကလည်းရွေးကောက်ပွဲမှာစစ်တပ်နဲ့ဗဟဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုမဲပေးရွေးချယ်ရန်ဒီဇင်ဘာလတရနေ့ကပြည်ဦးလွင်မှာရှိတဲ့ဝန်ထမ်းများနဲ့တွေ့ဆုံတဲ့အချိန်မှာတရားဝင်ပေါ်ပေါ်တင်တင်ကြီးကိုဖိအားပေးပြောဆိုလာတယ်လို့သိရပါတယ်စာနာမဲပေးရမှာတိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါ်တာဝင်ရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူ စစ်ခွေးတကနိုင်ငံတော်တည်ရှိသရွေတည်ရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်း institution ဖြစ်တဲ့အတွက်စစ်တပ်နဲ့တာဟာဇာတာဖြစ်စွာလက်ပွဲဆောင်ရွက်နိုင်သူများကိုသာရွေးချယ်ပြီးမဲပေးကြရန်လိုအပ်တယ်လို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်ကကြောင်မင်းမျိုးကိုစစ်ခွေးတွေပြန်လည်ထိ ंछ ုပ်ပြီးတဲ့နောက်ကြားဖြတ်လုပ်ငန်းတွေပုံမုံများပြလာတယ်လို့ဒေသခံတွေကဝေဖန်နေကြပြီးတော့ဒီလိုနိုင်ငံသားတွေရှိတဲ့ကြားဖြတ်ရုံးကိုစစ်ခွေးတက်ကနိုဝင်ဘာလ30ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောင်မင်းမျိုးနဲ့တောင်ထိပ်ဂျေးဝါကကြားဖြတ်ရုံးကိုဝင်ဖမ်းတာဖြစ်ပြီးတော့ဒီလိုနိုင်ငံသား28ဦးကိုဖမ်းမိတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။တရုတ်တွေကိုတပ်တွေကပစ္စည်းတွေနဲ့မိတာတဲ့ ။ငကိုကလေးကလူတိုင်းသိနေတဲ့နေရာပါအခုမှစောက်ပေါ်တွေလုံပြီးဝင်ဖမ်းတာလို့ဒေသခံတယောက်ကပြောပြထားပါဗျ။ဒေါတာဝတီမြေဘေးမှာရှိတဲ့တောင်ထိပ်ကျေးရွာကကြားဖြန့်ရုံကိုစစ်ခွေးတပ်ကဝင်ဖမ်းတာလို့ ကြောင်မဲမျိုးကနေစစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းကလူမှုကွန်ရက်ပေါ်မှာရေးသားထားတာတွေ့ရပါတယ်။မင်းသရင်တေချာလားဆိုတဲ့သူတွေကျွန်တော်ကခန့်ညံ့ညံ့မြောက်ပိုင်းလွတ်တော်ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာကိုမှတ်ထားပါအချိန်နဲ့တပြင်းကြီးတရင်ကတိနေတာမပြောချင်လို့မပြောတာပဲရှိတယ်။နောက်တစ်ခါအာလာချောင်းရင်တီးခံပါလို့အဲ့ဒီအမတ်ကရေးသားထားပါတယ်။ကောင်းတက်မရော TNL ထိန်းချုပ်ထားတဲ့ ကြောင်မင်းမျိုးကိုစစ်ကောင်စီက2025ခုနှစ်အော်တိုဘားလ1ရက်နေ့ကတင်းယူခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီပြန်ဝင်လာပြီးတဲ့နောက်ပိုင်းမှာကြားဖြန့်ရုံတွေလည်းပုံမုံများပြားလာတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ရှမ်းမြောက်မှာကြားဖြန့်တိုက်ဖြတ်ရေးနဲ့စစ်အာဏာရှင်ချိန်မုန်းရေးဆိုပြီးတော့1027စစ်စင်ရေးကိုနောက်ပိုင်းသုံးဘွဲက2023ခုနှစ်အော်တိုဘားလ28ရက်နေ့မှာစတင်ခဲ့ပါတယ်။လောက်ကိုင်းအပါအဝင်တေးုံနဲ့နေဆက်မြို့တွေမှာ ကြားဖြန့်ဂိုင်းတွေနှဲသွားပေမယ့်ရှမ်းမြောက်ရှမ်းတောင်နဲ့ရှမ်းအရှိကမြို့တွေဘက်ကိုရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်အခုတော့ကိုကန်တက်မတော် MNDA နဲ့ DNL ကစစ်ကောင်စီနဲ့အပြစ်ရက်ပြီးတော့မဟာမိတ်သုံးဖွဲ့တွေကအရခတက်တော် AA တဖွဲ့တွေကပဲစစ်ကောင်စီကိုဆက်လက်ပြီးတော့တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုံးရှိကစပိန်ဆိုင်ကယ်ဖြတ်တန်းခွင့်နဲ့ပိတ်ပင်ထားတဲ့လမ်းကိုမှားပြီးဝင်မိတဲ့သူတွေကိုရဲတွေကငွေကျပ်3သိန်းကနေ5သိန်းအထိအတိအထမတောင်းခံနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်83လမ်း၊တရက်တိတ်ပံလမ်းကနေ106လမ်း Ocean Zeeway Center ဘက်ကိုသွားတဲ့လမ်းမှာတရုတ်ကောင်စစ်ဝင်ရောက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီကောင်စစ်ဝင်ရုံးကို2024ခုနှစ်အောက်တိုဘာလ18ရက်နေ့ညနေပိုင်းမှာဘုံနဲ့အပြစ်ခံရပြီးတဲ့နောက်ရုံးရဲ့အရှိလမ်းတွေမှာကပဲမှတ်တိုင်5ခုလောက်အထိနဲ့ညနေသားလမ်းကိုအကုန်ဖြတ်တန်းခွဲပိတ်လိုက်တာဟာနှစ်နှစ်နီးပါးကြာပြီလို့မြို့ကန်တွေကပြောပါဗျ။စာပြီးပိတ်တုံးကကားဆိုင်ကယ်စပိန်တွေအကုန်လုံးပိတ်ထားတာအခုတထင်းတွေကဝိုင်းပြောကြတော့ ကားတွေကိုတော့သွားခွင့်ကိုလမ်းကြောတစ်ခုထဲမှာပေးထားပြီးကျန်းသားတွေကိုပိတ်ထားတယ်။လုံခြုံရေးကလည်းအများကြီးချထားတာလို့မြို့ကန်တို့ကပြောပြထားပါတယ်။အဲ့ဒီလမ်းပိတ်ထားမှမသိပြန်နဲ့ရောင်းမပြီးတော့ဝင်းပြီးတဲ့သူတွေကိုငွေချက်3သိန်းကနေ5သိန်းအထိတောင်းပြီးတော့မပေးမချင်းထောင်ချမယ်ဆိုင်ကယ်သိမ်းမယ်တို့စတာတွေကိုချိန်ချောင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။အဲ့ဒီလမ်းက3သိန်းနဲ့လမ်းမှာမဝင်မိရင်ဘလောက်ပဲညှိညှိ3သိန်းတောင်းတာပဲလို့မြို့ကန်တို့ကပြောပြထားပါတယ်။တရုတ်ကောင်စစ်ဝင်ရုံးမှာ ကျမ်းပါများစွာကိုလည်းတက်ဆင်ထားပြီးတော့အဲ့ဒီရှေ့ရောက်ရင် GPS နဲ့ Bluetooth ချိတ်ဆက်မှုတွေလည်းအကုန်ပြက်လက်သွားလိမ့်ရှိတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခမောင် မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတော့လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီအစီအမပြအစီအမင်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ဝင်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိဆုံးပြီးကလေးငယ်တအုပ်အပါအဝင်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇမလ၂ရက်နေ့မှာစင်ကူးမြို့နယ်ညောင်ဝင်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ဒဏ္ဍာရီလေးတပ်ကနေတက်လာတဲ့ဂျော့ဖိုက်တာတစ်စီးကလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါရတယ်။ အကြမ်းမစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းအသက်35နှစ်အရွယ်အမျိုးသမီးတအုပ်တေဆုံးခဲ့ပြီးတော့အသက်10နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိကာ နေနှလုံးလေးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စေကူးမြို့နယ်ညောင်ဝန်းကျေးရွာကိုဒရုန်းလေးတက်ကနေတက်လာတဲ့ Jet Fighter ကလေကြောင်းတက်ခိုက်မှုတစ်ကြိမ်ပြုတ်လုသွားတာအသက်35နှစ်အရွယ်အမျိုးသမီးတအုပ်တေဆုံးပါတယ်။10နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်။နောက်ပြီးတော့နေအဆောက်အုံနှလုံးလေးပျက်စီးသွားတယ်လို့စေကူးမြို့နယ်ပကပသတင်းတာဝန်ခံကိုတန်မဏိကပြောဆိုထားပါတယ်။အလားတူပဲနိုဝင်ဘာလ28ရက်နေ့ကလည်းစေကူးမြို့နယ်မှာစစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဝါယုံကုန်ကြီးရွာဖုန်ကြီးကြောင်ပင်လေကြီးရွာရှောက်ပင်ရိုးရွာနဲ့ပြင်းပင်ရွာတို့ကိုအကြမ်းဖက်ဆစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့နဲ့10ရက်နေ့ကလည်းအကြမ်းဖက်ဆစ်ခွေးတက်ကစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့စေကူးမြို့နယ်မာလဲရွာစာတင်ကျောင်းနဲ့ရွှေပြည်ကြီးရွာစာတင်ကျောင်းတို့ကိုလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ